မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဇာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ12ရက်ကနေပြီးတော့21ရက်နေ့အထိအင်္ဂါသာသမီမိတ်ဆွေတွေကတပတ်စာလို့ဒါတော့ ਨੇ ကံကြမ်းမှာဟောကြားပြီးမှာဖြစ်တဲ့အတွက်အင်္ဂါသာသမီမိတ်ဆွေတွေအဆအဆအရရအစင်ပြီးအောင်ပြင်ကြပါစီလို့ဆရာကမေတ္တာပို့ဟောကြားလိုက်ပြရတယ်ခင်ဗျဒီ2025ခုနှစ်12ရက်ကနေလောက်တော့ဒီမိတ်ဆွေအင်္ဂါသာသမီတွေရဲ့အာယုံပြုမိတ်ဆွေတို့ရဲ့ရင်ထဲမှာ လက်ရှိမှာကိုကိုကိုစိတ်ကြိုက်မကြခြင်းမျိုးတွေအားမရခြင်းမျိုးတွေကြုံတွေ့နေရတာမျိုးငါတိထပ်ပူလုံးနိုင်ရမှလို့စိတ်ကူးတွေရရှိနေတာမျိုးငါကငါတတော်အတုံးမကြပါလားငါတတော်ညံ့ပါလားဆိုပြီးကိုကိုကိုငကရစ်ဆန်တွေတွေးခေါ်နေတာမျိုးတွေကိုကိုကိုယင်ထဲမှာအမားတွေကိုပဲအပြစ်မြင်ပြီးတော့ချစ်ဆန်မရောက်နေတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ ဖြစ်ခဲ့ပြီးသားအရာတွေပြီးခဲ့ပြီးသားအရာတွေကို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 ပြန်သုံးသပ်ရင်းနဲ့ကွန်ပျူတာရောကြနေတာမျိုးလှုပ်ရှင်နိုင်တဲ့စိတ်တွေအားနည်းနေတဲ့စိတ်မျိုးတွေဖြစ်ပေါ်နေတဲ့အတွက်မိတ်ဆွေအင်္ဂါသားသမီးတွေအနေနဲ့လက်ရှိကာလအတိုင်းမှာအရာရာကိုအဲမိတ်ဆွေတို့အနေနဲ့ပြီးခဲ့တာတွေကိုလည်းပြီးပြီလို့သာတတ်မှတ်ပြီးရှေ့တူးပြီးတော့ကံကောင်းအောင်တိုးတက်ဆောင်ရွက်ဖို့အတွက်တော့အကြံပြုပြောကြားလိုက်ပါရစေအလောက်ကအလောက်ကိုင်းနဲ့ပတ်သက်လာရင်တော့လက်ရှိမှာ လုပ်ငန်းလုပ်ရက်လေးတွေစတင်ခြင်းနေမှာရှေ့မရောက်တာမျိုးလေးတွေနည်းနည်းလေးအထင်းငော်အကြံ့ကြာလေးတွေပေါ်နေတာမျိုးလေးတွေကြုံရတတ်တယ်အထက်လူကြီးကြီးခဲ့ရဲ့ဖီးအားလေးတွေစီမင်းသစ်စီကန်းသစ်လေးတွေကြောင့်စိတ်ပန်းလူပန်းဖြစ်နေတာမျိုးစိတ်မောလူမောဖြစ်နေတာမျိုးအရာရာကိုကိုနာလှုပ်လိုက်ဒီနာတေးလိုက်လွဲလိုက်တာမျိုးတေးလွဲတွေလွဲနေတာမျိုးတွေလုပ်ငန်းဆောင်တာကိစ္စအဝဝတွေမှာအနှဲငယ်လေးအစာပိုင်းမှာအထင်းငော်လေးတွေကြုံတွေ့နေရတတ်တော့ကာလဖြစ်တဲ့အတွက် အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အရာရာကိုတတိကြီးကြီးထားပြီးလှုပ်ဆောင်ရတတ်တော့လိုအပ်သောကာလဖြစ်ပါတယ်။ယာရုလုပ်ငန်းကိုင်ရနဲ့ပတ်သက်ယာရုတို့ကိုအနှဲငယ်ပြီးအားနည်းနေသောကာလယာရုနဲ့ပတ်သက်လို့နေရာထိုင်ခင်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့အဲယာရုတို့ကိုယာရုတက်ဖို့အတွက်ကိုအဲမိတ်ဆွေတို့အနေနဲ့မျော်လင့်ထားတယ်လို့ဖြစ်မလာတတ်ဘူးအထင်ငော်လေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ဒီကာလမျိုးမှာယာရုတို့ချင်းယာရုတက်ချင်းတွေကိုသတိပြုစင်နေမှာ ဘတ်ဆူလုပ်ငန်းတွေနိုင်ငံခြားဆိုင်ရာလုပ်ငန်းတွေရဝေးခရီးသွားတဲ့ပတ်သက်တာမျိုးလေးတွေမှာအလိန်ခံရတာမျိုးလေးတွေအဲစိတ်တိုင်းမကြဖြစ်ရတာမျိုးလေးတွေတတိပြုစင်ညာအတွက်တော့လိုအပ်ပြီးတဲ့အခါဒီကိစ္စလေးတွေမှာတော့လော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 လင်းစလို့မပြုတ်လောက်ပါနဲ့ဖြစ်လာမယ်ကိစ္စလေးတွေကိုကြိုတင်ပြီးတော့အပြတ်သဘောဆောင်တဲ့စကားလေးတွေကိုမပြောဖို့လိုအပ်ကြောင်းနဲ့အင်္ဂါသားသမီးမိတ်ဆွေတွေဟာအလုပ်လုပ်ငန်းညာတူးနဲ့ပတ်သက်လာရင်ကိုကိုယ်တိုင်ဥစည်းဥဆောင်လှုပ်ရှင်းတဲ့တဦးတယောက်ရဲ့အကူအညီအကြံစီကိုရယူလိုက်တာဟာပုံမကောင်းမှုပြီးတော့ အဲကံကောင်းစီမဲ့ကာလဖြစ်ပြီးအမိခံလှုပ်ရှင်းနေအာမခံခြင်းနေတတိပြုစင်ရင်အတွက်တော့လိုအပ်သောအပတ္တကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသည်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်ပြီးတော့တတိထားစင်ရင်ရမယ်အထူးသဖြင့်အဲ ရှီတော့တွေနဲ့ပတ်သက်ပြီးထိခိုက်တာမျိုးသို့မဟုတ်လို့ရှိရင်အဲရှီပြားလက်ပြားတွေအေးတာမျိုးတွေနာကျင်တာမျိုးတွေခန္ဓာကိုယ်အောက်ပိုင်းဒူးလို့ခါလို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာအဲဟိုလေးလံတာမျိုးလေးတွေအဲညောင်းကြိုက်တာမျိုးဒါမျိုးနဲ့ပတ်သက်ပြီးဖြစ်စီလေဖြတ်တာမျိုးလေဖြန်းတာမျိုးတွေဒီမှာသတိပြုစင်ကြင်ရလိုအပ်ပြီးတဲ့အခါယာတိဥပြောင်းကာလာလေးတွေကြောင့်လည်းမိတ်ဆွေတို့အနေနဲ့သတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲနေရာအသစ်လုပ်ငန်းအသစ် ကိုမသိတဲ့ရာသီဥတုတွေမှာတော့အပြောင်းလဲလေးတွေနေထိုင်တာလေးတွေမှာတတိပြုစင်ញံနဲ့အရက်ဒေတာစိမ့်နာမျိုးလေးတွေကြောင့်နေသားမကြတာမျိုးလေးတွေကြောင့်တော့တတိပြုစင်ញံလိုအပ်ပြီးတဲ့အခါမကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်နေတဲ့ပတ်သက်လာရင်ကိုယ့်ကိုလူလွဲပြီးတိုက်တာမျိုးတွေတော်တော်တော့ညံ့တယ်နော်ဟိုလူတော်လွဲပြီးတိုက်ရတယ်ဆိုတော့နော်အဲကိုယ့်ကိုစေတနာတွေဝေဒနာဖြစ်ရတာမျိုးတွေကြောင့်ကတက်တဲ့အတွက်ဒါလေးတွေမှာတော့ အဲသူများကြွေးရကန်းနာလေးသတိပြုစင်ခြင်းမှာရှေပုတ်လက်ပုတ်စကားပြောတာမျိုးလေးဒီမှာတော့သတိပြုစင်ခြင်းရအတွက်တော့လိုအပ်သောကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာအဲငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ငွေကြေးတွေလုံငနေရင်ကလေးဝင်လာတာမျိုးလေးတွေထီပေါက်ကံလေးတွေရရှိတတ်တယ်လို့အထက်လူကြီးမိဘကိုယ့်ရဲ့ဆရာသမားတွေရဲ့အထောက်အပံ့တွေအကူအညီတွေစူးစီးမြခံရတာမျိုးလေးတွေမမျော်လင့်မဲနဲ့များများဆဆဝင်လာတာမျိုးလေးတွေထီကန်ဆန်းလို့ထီထိုးတာမျိုးလေးတွေအဲ ီလိုမျိုးကိစ္စလေးတွေနဲ့ပတ်သက်ငွေကြေးလုံးနေရင်းနဲ့ဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲငကူကမိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ငွေကြေးတွေလုံးနေရင်းနဲ့ဝင်လာတာမျိုးသူမဟုတ်ရင်မိအကြောင်းပြုပြီးမိသားစုကိုအကြောင်းပြုပြီးလုပ်ငန်းကိုအကြောင်းပြုပြီးတော့ငွေကြေးဝင်လာတတ်တယ်လို့လက်လွန်ထားတဲ့ငွေကြေးတွေမှာလည်းရဲရဲဝံ့ဝံ့နဲ့ပြောဆိုပြီးတော့တောင်းမှငွေကြေးလက်လွန်ထားတဲ့ကိစ္စတွေပြန်လဲရရှိတာမျိုးတွေကြုံရတတ်တယ်လို့အဲဘာသာတရားလို့စနလို့ဘာသာရေးဆိုင်ရာကိစ္စလေးတွေ ြုမှုဆောင်ရွက်လှုပ်ဆောင်ပြီးခြင်းဟာပုံမှုပြီးတော့ငွေကြေးဝင်လာတာမျိုးလေးတွေအဲဂုံတော်တစ်ခုခုဘာသာတရားတစ်ခုခုကိုရွတ်ဆိုမှုဖော်ပူဇော်ခြင်းဖြင့်မိတ်ဆွေတို့တော့ငွေကြေးလုံးနဲ့ရင်းနဲ့ဝင်လာတတ်တယ်လို့မမြင်ရသောပဋ္ဌာန်းဆက်တွေပုဂ္ဂိုလ်ဆက်တွေရဲ့အကူအညီတွေရရှိတတ်တယ်လို့စိတ်ထဲမှာအခက်ခဲနေရင်တော့အဲ့ဒီအခက်အခဲဟာအကြောင်းအရာမျိုးစုံနဲ့အစဉ်ပြေအောင်မြင်သွားမဲ့ကာလဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအားနည်းနေရင်တော့ငွေကြေးနဲ့ပတ်သက်လို့တော့စိုးရိမ်စရာမတွေ့ရဘူး အဲစိုးရိမ်စရာလည်းမရှိနေဘူးဆိုတော့ကာလကတ်မျိုးဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလမှာအိမ်ဆောင်ရင်းနဲ့ပတ်သက်လာရင်တော့အမျိုးသားရဲ့သို့မဟုတ်မိမိအိမ်ဆောင်ဘက်ဇနီးမယားရဲ့အခုညီထောက်ပံ့နေကိုများစွာရရှိတတ်ပြီးတော့သူတို့နားကနေပြီးတော့အကြံဉာဏ်ကောင်းတွေရရှိတာမျိုးအဲမိတ်ဆွေတို့အနေနဲ့တွေးအေးနေတာမျိုးတယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုလွဲနေတော့အိမ်ဆောင်ရေးတွေမှာဆိုရင်တော့ပြပြလဲလဲနဲ့ချစ်လို့ဆောင်ရွက်ရင်အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုတွေရရှိမဲ့အိမ်ဆောင်ကြီးတွေကြုံတွေ့ရတတ်သောကာလဖြစ်တယ် ာသမီကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြီးကြများတတ်တယ်လို့သာသမီပညာရေးကိစ္စလေးတွေကြောင့်စိတ်တိုင်းမကျခြင်းမျိုးလေးတွေညာစနလိုစိတ်မကြည်လင်ခြင်းမျိုးလေးတွေအနည်းငယ်လေးသာသမီကိစ္စလေးပေါ်မှာမိမိမှာဖြစ်လို့သောစိတ်လေးတွေများနေတတ်တော့ကြနည်းနည်းလေးစိတ်ပန်းလူပါစိတ်မောလူမောဖြစ်ရတာတော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာကောင်းပြီမိစေတို့အနေနဲ့ဒီအပတ်တာတော့ဒီမှာဆိုလူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့မိမိတို့အနေနဲ့အိမ်အောင်ပြုရန်စိတ်ဆက်ရန်ကြောင်းလန်းပြောဆိုတာမျိုးလေးတွေ အဲမိမိတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်ဝါကျွတ်ပြီးအရှိရဲ့အတရဲ့ဆိုတဲ့အတိုင်းဝါလဲကျွတ်ပြီးဆိုတော့အဲဆရာမိတ်ဆွေတို့အနေနဲ့အိမ်အောင်ပြုတ်လို့လည်းရတယ်လို့အိမ်အောင်ပြုတ်ရန်တိုင်ပင်တာမျိုးသူမဟုတ်လို့ရှိရင်အဲမိတ်ဆွေတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်မိဘချင်းတွေ့တာမျိုးလေးတွေစုံတွေ့တာမျိုးလေးတွေပြောဆိုတာမျိုးလေးတွေမှာတော့အင်မတန်အားသာကောင်းမှုပြီးတော့အနာဂတ်အတွက် နှစ်လွာပေါင်းမှာဒိဗျက်ဆိုလေဆုံးဖြတ်ချက်တွေကိုအင်မတန်ချလို့ကောင်းတော့ကာလာဖြစ်ပြီးစကားမဖြစ်ဆက်ဇာငယ်နားမှာလာပြီးတော့မင်္ဂလာရက်လာယူလို့ရတယ်เนาะကောင်းပြီဆိုတော့မိတ်ဆွေတို့ဒီကာလာတော့ဒီမှာဆိုအိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းကြောင်းလန်းခြင်းတွေချစ်တူဆောင်ရလှုပ်ဆောင်ရအာသာကံကောင်းမှုတွေရရှိမဲ့ကာလာဖြစ်ပြီးတော့အထက်လူကြီးအကြီးကဲရဲ့နေရာပေးခြင်းခံရတာမျိုးတွေဒီအဲမိတ်ဆွေတို့အနေနဲ့အကူအညီထောက်ကူတွေရရှိတာမျိုးတွေကြုံရတတ်သောကာလာဖြစ်ပါတယ်ခင်ဗျာဒါအပြင်လုပ်ငန်းနဲ့ပတ်သက်ရင်ကိုယ်ပိုင်လုပ်ငန်းစတင်လှုပ်ဆောင်လို့လည်းမိတ်ဆွေများအနေနဲ့နည်းနည်းလေးတော့သတိပြုစင်ခြင်းမှာ အကူတူတဲ့အတွေးအမြင်တွေထက်စားလို့ရှိရင်အခြားသူတူတွေရဲ့အကူအညီကိုရရှိပြီးတော့လှုပ်ဆောင်တာမျိုးသူများတွေရဲ့အဆုရှေရလုပ်ငန်းတွေမှာကိုကပါဝင်တာမျိုးကိုယ့်အမည်မခံမဲနဲ့လှုပ်တာမျိုးဟာပုံမူအားသာကောင်းမှုတိုးတက်ပြီးကံကောင်းနိုင်တော့ကာလဖြစ်တယ်။ငကူကအဲမိမိအနေနဲ့ငကူကတုံးတယောက်တစုံတယောက်ပေါ်မှာမိတ်ဆွေတို့အနေနဲ့ဟိုစနလို့ပေါ့ ဟိုပေးเสียရှိတဲ့အရာတွေသို့မဟုတ်ရင်လွဲမားနေတဲ့အရာတွေအထင်မြင်လွဲနေတဲ့ကိစ္စတွေမှာလည်းဒီကာလမှာပြည်လဲဖြည့်ရှင်းပြီးတော့တယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုတွေရရှိတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဲတူးနဲ့တူးတယောက်နဲ့တယောက်ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုတွေကိုအချစ်တိုးဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမှုမှုတွေတိုးတက်မှုတွေရရှိတတ်ပါလေဆွေမျိုးသားချင်းများဖြစ်နိုင်ရင်အိမ်မလာရလို့ဆိုင်းကုန်တာတက်တာပါအဲဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီအကိုမောင်နှမကိစ္စလေးတွေကြောင့်တော့အဲတယောက်စိတ်ညစ်စရာလေးတွေကြုံရတာမျိုးလေးတွေ အဲစိတ်မချမ်းသာစရာလေးတွေကြားရတာမျိုးလေးတွေသို့မဟုတ်လို့ရှိရင်နည်းနည်းလေးဟိုစိတ်ကုန်မကြတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိပြုစင်ရင်မှဆက်ပစ္စည်းရင်လေးတခိုးခိုးခံရတာမျိုးတွေပျောက်တာမျိုးတွေခဏခဏပြက်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေမှာအရေးကြီးတော့ကိစ္စလေးတွေမှာတတိကလေးနဲ့မောင်းနေတုံးဆွဲအတုံးချလို့တာကပုံမှုပြီးတော့ကံကောင်းစီမှုတွေကိုတတိဆိုတာပိုတယ်မရှိဘူးပြုမှုဆောင်ရွက်ခြင်းတွေဟာပုံမှုအားသာကောင်းမှုပြီးတဲ့အခါရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်မိတ်ဆွေတို့နဲ့ဖြစ်နိုင်ရင် အတိဝေရာမျိုးလေးတွေမှာကန်ဒီယာရဲ့ထင်ကောက်မှုကိုရရှိတတ်တဲ့ကာလအတွက်သတိပြုစင်ရင်မှာမိမိအိမ်ကိုခြေတော့မတန်သူတွေသို့မဟုတ်ရင်ခန္ဓာကိုယ်တစ်ခုခုမှာရှိုးရွေးနေတဲ့သူတွေကိုညာအိမ်ညာနေလို့ခေါ်ပါလေဒါလေးတွေကိုသတိပြုစင်ရင်ပြန်လိုအပ်ပါတယ်မိမိအိမ်ရဲ့ဖះကြောင်းဆောင်မှာဖះဆင်းလူတော်တွေအပဲ့တွေအပြက်တွေကျိုးနွမ်းနေတာတွေရှိလို့ရှိရင်စွန့်ပေးဖို့လိုအပ်တော့ကာလပတ်တာအပိုင်ကြားဖြစ်ပြီးရခမိမိတို့ရဲ့ကန်ဆာတာညံ့နေရင်ဖះကြောင်းဆောင်ကိုတန်ရှင်းခြင်းဖြင့်ကန်ဆာတာတိုးတက်ခြင်းတွေ ရရှိနိုင်သောကာလအပိုင်းရှာဖြစ်ကြောင်းခံစားကြကြလိုက်ရစီ။ကောင်းပြီ။ဒီအဘတ်တာတော့တင်မှာဆိုရင်အင်္ဂါသာသမီးမိတ်ဆွေတွေအနေနဲ့မိတ်ဆွေတို့ရဲ့နော်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါမှာတောက်ကြသာသမီးတို့ဂျာစာပရိသာသမီးတို့ရဲ့အကူအညီထောက်ကူကိုရရှိပြီးလှောက်ဆောင်တာဟာပုံမကောင်းမွန်အားသာပြီးတဲ့အခါအနီရောင်လို့အဖြူရောင်လို့မိတ်ဆွေတို့အနေနဲ့ပန်းရောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတဲ့အကျိုးပေးသောအရာဟာတော့အချိန်မြောက်တောင်းရဖြစ်ပါတယ်ခမညအကျိုးပေးကံကောင်းစီသောကဏ္ဍအနေနဲ့ဆိုလို့ရှိရင်တော့ 6ကနန်း7ကနန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အာသာကောင်းမှုကံကောင်းစေပါတယ်အကျိုးပေးသောအရာအနေနဲ့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ပုံတွေအယောင်ထွက်အယောင်သွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဓာမီလေးတစ်ချောင်းနဲ့သို့မဟုတ်ရင်တခဲလေးတစ်ခုနဲ့တိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေလို့ဆုတောင်းရင်ရောင်းထွက်သွားမှာအသေးစားပဲဖြစ်တယ်အဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့အစဉ်ပြေအောင်မြင်စေရအတွက် ဒါနဲ့စကားမစမ်းဆရာငင်နာမပီလီမီစီရေခွန်ကို3ညာ2ကို3ညာ၄တခြား7902904 16မှာဆက်သွယ်မင်းများနိုင်ကြောင်းဆရာကပြောရင်းနဲ့မိတ်ဆွေတို့အဆက်ဆက်ရရအစင်မေအောင်မြင်တိုးတက်စီရန်အတွက်ယသိဤဥခန့်ကြီးရဲ့ဒနာသိတိဆိုသောဂါရာကိုမနမိုးလေးနဲ့ကတက်စီရွတ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံတွေတိုးတက်ကောင်းမှုပြီးကံကောင်းလာမှာအသေးစားဖြစ်ကြောင်းဆရာကတပတ်စာတာတော့ဟောရင်းနဲ့နောက်ဒီလိုမှာပြန်ဆုံပါမယ်အင်္ဂါတွေအားလုံးအစင်မေကြပါစေလို့ဆရာဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးပါမြတ်